သုံးလင်းကနေပြီးတော့6သိန်းဝန်းကျင်ဈေးကြားထဲမှာကိုနဲ့ကြိုက်တဲ့ဖုန်းကိုလိုချင်တဲ့ဖုန်းတွေဘလို့ရအောင်ရွေးဝယ်မလဲလက်ရှိဒီဈေးတန်းဝန်းကျင်မှာဘယ်ဖုန်းတွေကရွေးဝယ်အသင့်ဆုံးလဲဆိုတာဒီဗီဒီယိုမှာပြပြပေးမယ်ဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုစလိုက်အောင် အားလုံးသိရတိုင်းပဲဒီလိုချိန်နေဒီလိုခက်မှန်ကအ ਨੇ ဆုံးဖုန်းတစ်လုံးဝယ်မယ်ဆိုရင်3သိန်းလောက်ကနေစပြီးတော့သုံးရမှာအဲကျွန်တော်တို့ကိုယ်တိုင်လည်းဒါအိမ်မှာလူကြီးမိဘတွေဝယ်ပြီးတဲ့အခါဒါတခုခုလုတ်ပြီးတဲ့အခါတော့ပေါ့ဆိုရင်ရွေးပေးပြတဲ့ဖုန်းတွေကလည်းဒီ3သိန်း4သိန်း5သိန်း6သိန်းဒီ price range တွေကဖုန်းနေကြီးပဲဟိုဘာကြောင့်လဲဆိုတော့သိရမလားဟို3သိန်းလောက်မှစမတုံးဆိုရင်ဖုန်းတစ်လုံးကကောင်းကောင်းမရမှာလို့ဒါကြောင့်ဒီ3သိန်းလောက်စတုံးလိုက်တယ်ဆိုတော့ဖုန်းက ဂိမ်းတွေပိုင်းဆောက်အောင်ပြောနေအနည်းဆုံးကျွန်တော်ဆိုရှယ်မီဒီယာလောက် Facebook Messenger ဒါမျိုးကျွန်တော်အများအားသုံးပြနေတဲ့ဆိုရှယ်မီဒီယာလောက်ပဲကောင်းကောင်းသုံးလို့ရတဲ့အနေအထားမျိုးဖြစ်နေဆိုတော့ကျွန်တော်တို့ဖုန်းလေးတွေစရွေးကြတာပေါ့အော်တခုရှိတာကကိုကဒီ3သိန်းကျော်4သိန်းလောက်ပဲဝယ်မယ်ဆိုပြီးတော့တွေးထားရဆိုရင်လည်းတစ်ခါတလေ1000 2000လောက်စိုက်လိုက်လို့ရှိရင်ပိုကောင်းတာမျိုးလေးရနိုင်တယ်ဖြစ်တဲ့အတွက်ဆိုတော့ကိုကဖုန်းသွားဝယ်မယ်ဆိုရင်ကိုသုံးမဲ့ budget ထက်တော့ 2000 3000လောက်ကတော့ဒါအိမ်ထဲမှာပက်ကက်နေနဲ့ဆောင်းသွားဖို့တော့ recommend ပေးချင်တယ်ပထမဆုံး6သိန်းဝန်းကျင်ကဖုန်းလေးရေနဲ့စပြောမယ်6သိန်းဝန်းကျင်မှာလက်ရှိကျွန်တော်နည်းနည်းလေးသဘောကျနေတဲ့ဖုန်းနှလုံးရှိတယ်အဲ့ကောင်ကတစ်ခုက China version တစ်ခုက Global version တွေကအဲအားလုံးကြိုက်တဲ့နိုင်ငံတော် brand တွေကအရင်စပြောမယ်ဘာလဲဆိုရင် Redmi ရဲ့ Note 13 5G ဒီကောင်ကလက်ရှိမှာဘလိုပဲပြောဒီ6သိန်းအောက်ဆိုရဲဈေးမှာတော်တော်လေးကိုအဆင်ပြေရဖုန်းတလုံး Dimensity 6080 5G လို့ performance နေ ိုလက် display လို့ရုပ်ထွက်တွေအဒီဇိုင်းအလှလေးတွေကင်မရာကောင်းတာမျိုးလေးတွေဒါလေးကဘာလို့ပဲပြောအနည်းဆုံးဒီ6သိန်းအောက်လောက်ကို5သိန်းခွဲ6သိန်းလောက်သုံးမယ်ဆိုရင်တောင်မှ performance ကောင်းကောင်းရုပ်ထွက်ကောင်းကောင်းဒီဇိုင်းအလှနဲ့အဘာပဲလို့လို့တင့်တယ်တဲ့မျက်နှာမငယ်ဘူးဆိုတဲ့ဖုန်းမျိုးတခုပဲသူက China version ဖြစ်နေတာတခုကလွယ်ပြီးကျန်တာအကုန်အဆင်ပြေတယ်ဒါပေမဲ့ Google တွေပါလည်းအဆင်ပြေရယ်ဆိုတော့ပြဿနာတော့တောင်းတောင်းမရှိဘူးဆိုတော့ 6သိန်းအောက်မှာ recommend အပေးချင်ဆုံးကျွန်တော်သဘောအကျဆုံးကတော့ Redmi ရဲ့ Note 13 5G ဒီကတော့မဖြစ်မနေ6သိန်းအောက်မှာဆိုရင်ထဲကိုစဉ်းစားပြီးတော့ဝယ်ရမယ့်ဖုန်းမျိုးနောက်တစ်လုံးကတော့ Infinix ကထွက်ထားတဲ့တိတ်မကြသူဒီကောင်ကလည်းထွက်ထားတာဒီကောင်က Infinix ရဲ့ Hot 50အဲသူကလည်း6သိန်းအောက်ဈေးပဲအဓိကကဒီကောင်မှာတုံးပေးထားတာကဒီ6သိန်းအောက်ဈေးမှာ9သိန်းကျော်ကျော်လေးပေါ့6သိန်းအောက်ဈေးမှာဆိုတော့ဒီကောင်က MediaTek ရဲ့ Helio G100 ကိုတုံးပေးထားတာ အဲဘာပဲပြောဒီဖုန်းကကြံနေနေရတွေကတော့အရင်ကြီး high မနေဘူးကောင်းမနေဘူးဆိုရင်မဲ့လေသူ့ရဲ့ performance လေးကကျွန်တော် daily test daily uses မှာတော်တော်လေးကိုမှအဆင်ပြေတယ် media tag ရဲ့ helio g100 ဗျာဘာပဲပြောအဆင်ပြေတယ်ကျွန်တော် facebook messenger social media update အကုန်ကောင်းကောင်းတုံးလို့ရတယ်စိတ်ပိုင်ဂိမ်းလေးနည်းနည်းပါးပါးလောက်ဆော့ရင်တော့မှအဆင်ပြေနေတဲ့အနေအထားမှာရှိတယ် တခြားဘိုင်းတွေဖြစ်တဲ့ဒီ display ဘိုင်းတွေကင်မရာဘိုင်းတွေကလည်းသူ9သိန်းကျော်6သိန်းဝန်းကျင်မှာအစင်ပြေတဲ့အနေထားမှာရှိရယ် IPL LCD ဖြစ်နေရလေရလေဒါ official glow ပဲဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ကခွင့်လွှတ်ပေးရမှာပဲဆိုတော့ဒီကောင်ကလည်းဘာပဲပြော9သိန်း6သိန်းဝန်းကျင်မှာ official glow ပဲထဲကလိုချင်တယ်ဆိုတဲ့သူတွေအတွက်ဒါ recommend ကောင်းကောင်းပေးလို့ရတယ်နောက်ထပ် phone တစ်လုံး နောက်ထပ်9သိန်းဝင်းကျင်နဲ့9သိန်းအောက်ကဖုန်းလေးရေစီကိုဆက်သွားတာပေါ့ဒီသေးတဲ့ဝင်းကျင်မှာအကိုဆိုရင်ဘာရွေးပေးမလဲအကိုဆိုရင်ဘာကြိုက်လဲဆိုရရောမေးထားမှုလေးရှိတယ်ရွေးချယ်တဲ့ကကျွန်တော်အကြိုက်ဆုံးဆိုရင်2မျိုးရှိတယ် Redmi ရဲ့ Note 12 5G ရဲ့ ရမီတွဲ 5G ရဒီနှစ်ကောင်ရှိရရမီတွဲ 5G တောင်ဒီလောက်အရင်စိတ်ထဲမှာ hype ဖြစ်မနေဘူးရမီရဲ့နှုတ်တွဲ 5G လေးကတော့တော်တော်လေးအဆင်ပြေရ Samsung ရဲ့ OLED display ကိုတုံးပေးထားတဲ့ကောင်မူ 120Hz နဲ့9သိန်းဝန်းကျင်မှာ display အရင်ကောင်းတယ် performance ဆိုလဲ Snapdragon 4 Gen 1လေးနဲ့သူကနဲ့သူ daily use လောက်ကတော့အဆင်ပြေတယ်ဆိုတဲ့ performance ကိုရတဲ့ကောင်မျိုးဆိုတော့9သိန်းဝန်းကျင်9သိန်းအောက်လောက်မှာ OLED display ကောင်းကောင်းလေးနဲ့လိုချင်တဲ့သူ Snapdragon SoC ကိုကြိုက်တဲ့သူဆိုရင်နှုတ်တွဲ 5G ကိုသာထည့်စင်စား အဲတကယ်လို့ကိုယ်အဲ့လိုမဟုတ်ဘဲနဲ့နည်းနည်းလေးပို့ပြီးတော့အကျန်းခံတာမျိုးလိုချင်တယ်အဲနည်းနည်းတက်မှာရှေ့ class နောက် class လေးနည်းနည်းလေးခြံရတာလက်ထဲမှာရှေ့ရှေ့လေးနဲ့အစင်ပြာလေးကြိုက်တယ်ဆိုရင်တော့ Remy 12 5G ကိုရွေးလို့ရတယ်အမေဒီ 5G ကလည်းသူနေထိုင်တဲ့သူကောင်းနေဒါပေမဲ့ဒီကောင်က IPS LCD display ဖြစ်သွားတာမျိုးတွေအဲပြီးလို့ရှိရင် media တက်ကက်အဆိုစီဖြစ်သွားတာမျိုးတွေဒါမျိုးလေးဖြစ်သွားမယ်ဆိုတော့ကိုကတော့ Redmi 12 5G နဲ့ Note 12 5G ဆိုရင် Note 12 5G ကိုပို့ပြီး recommend ပြီးတယ်အဲတကယ်လို့ Note 12 5G ကို တိတ်မကြိုက်ဘူးဆိုရင် Redmi 12 5G လေးကိုယူနှစ်ကောင်လုံးကတော့အဆင်ပြေတယ်တခြား global version ဖုန်းတွေထဲမှာဘယ်ဖုန်းနေရအောင်မလဲဆိုရင်ဒီ9သိန်းအောက်9သိန်းဝန်းကျင်လောက်မှာဆိုရင်အဲ Redmi ရဲ့ 14C ကိုပြောလို့ရှိရင် Infinite Hot 50i တို့ပြန်တခဏရဲ့ Spat 30C တို့ဒါမျိုးလေးရသေးတယ်။ဒီကောင်တွေကလည်းပြောမယ်ဆိုရင်ဂိမ်းအတွက်တော့မဟုတ်ဘူး။တို့ရအဓိကက social media ကောင်းကောင်းသုံးဖို့ all-rounder ကောင်းတဲ့ဖုန်းတွေကြီးပဲ။အဲဒီဇိုင်းလေးတွေပါလေးတော်တော်လေးကိုအဆင်ပြေတယ်။အဲဒီမှာပို့ပြီး recommend ပေးချင်တာက 14C တက်ဒါတခဏနဲ့ Infinite ဘက်ကိုနည်းနည်းလေးကျွန်တော်ကတော့ပို့ပြီးတော့အလေးပေးချင်တယ်။ဘာကြောင့်လဲဆိုတော့တို့ကသုံးရတာလည်းပို့ပြီး count တို့ preferred rate တွေဆိုရင်လည်း 120Hz တို့ပါဘူး။ဒါမျိုးလေးတွေရတယ်။ ပြီးတော့ screen နေပွင့်ရတဲ့အရာသာတွေကျွန်တော်သုံးရတဲ့ user experience တွေကဘယ်လိုပဲဖြစ် Huawei 14 series တော့တော်တော်လေးပိုကောင်းတယ်လို့ခံစားရတယ်။အဲကျွန်တော်ကတော့ Spot 30C တို့ Infinix Hot 50i တို့ပို့ပြီး recommend ပေးခြင်းတယ်။တကယ်လို့ကိုက main ကလေးဖြစ်နေလို့ကင်မရာကောင်းတာလေးအကျန်းခံတာလေး design ပို့ပြီး cute ဖြစ်တာမျိုးလေးလိုချင်တယ်ဆိုလို့ရှိရင်တော့ Oppo ရဲ့ A38 ကိုထည့်စင်စားရမယ်။၄သိန်းကျော်၅သိန်းဝန်းကျင်မဲ့သူလည်း ပြောမယ်ဆိုရင်ကင်မရာမစိုးဘူးသူစည်းတန်းမှာတွေ့နေသူအစဉ်ပြေဆိုကင်မရာလေးအအနည်းဆုံးကျွန်တော်တို့ဒါ TikTok ဟို social media ပေါ်ပုံတင်တဲ့ခါတို့ပါတို့ကောင်းကောင်းသုံးလို့ရတယ် smooth လည်းဖြစ်တယ်အကျန်းလည်းခံရဆိုတော့ကိုက main key လည်းဖြစ်တယ်ကင်မရာကောင်းရချင်းလည်းဒေးလည်းအများကြီးမသုံးချင်ဘူး budget လည်း save လုပ်မယ်ဆိုရင်တော့ Oppo A38 ကလည်းဒါမစိုးဘူးလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့၄သိန်းနဲ့၃သိန်းကြားမှာဘာတွေရှိလဲထပ်သွားကြမယ်ပထမဆုံးစဉ်းစားမိတာက Honor ရဲ့ A5B+ တော်တော်အကျန်းခံတဲ့ဖုန်း ဒီဇိုင်းအနေထားဘာညာကတော့ဒီဒီတိုင်းဝင်ကျင်မှာဒါကိုပဲမစိုးဘူးလို့ပြောလို့ရတဲ့အနေထားမျိုးသူလည်းတော်တော်လေးကောင်းတယ်ဈေးက၄သိန်းဝင်ကျင်လောက်တော့ရှိလိမ့်မယ်အဲတော်တော်လေးလည်းကောင်းတယ်အကျန်းခံတယ်အဲသူကလည်းလူကြီးပိုင်းနေပါတယ်တုံးမယ်ဆိုရင်တတော်ကမှအဆင်ပြေဖုန်းတယ်ဆိုတော့နောက်ထပ်အနေနဲ့ဆိုရင်၃သိန်းဝင်ကျင်လောက်မှာတုံးမယ်ဆိုရင်တော့တခဏရဲ့ spec 91ကိုထည့်ဖို့ပြောပြောဒီကောင်ကကျွန်တော်အရင်ကလည်းခဏခဏပြောဖို့နေတယ်ဒါမဲ့ တချို့ရေအခုချိန်ဒီဒီတက္ကနိုရဲ့စပတ်ကိုကန်းလေးကိုမကြိုက်တာမျိုးတွေမတုံးကျင်တာမျိုးတွေရှိနေသေးတယ်။စမ်းကြည့်ပါတုံးကြည့်ပါတကယ်အဆင်ပြေဘယ်လိုပဲဖြစ်ဒီသေးတဲ့ဝင်းကျင်မှာသူ့ကိုပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ specification တွေညာကြာကျွန်တော်တို့ budget စီကျင်တဲ့သူတွေဖုန်းတစ်လုံးကို3သိန်းဝင်းကျင်တော့ခွဲတုံးကျင်နေဆိုတဲ့သူတွေအတွက်ဒါကောင်းကောင်းရွေးချယ်လို့ရတဲ့အကောင်မျိုး Facebook တွေ bari social media ကျွန်တော်တို့အများအားသုံးပြနေရဲ့ daily use software တွေတော်တော်များကောင်းကောင်းအသုံးချလို့ရတဲ့ gain ကလွဲပြီးတော့ gain တော့မှစိတ်ပါလို့ရှင်တော့ solve လို့ရပါဒါပေမဲ့ကျွန်တော်ကတော့ solve လို့ recommend မပေးခြင်းပြီးတော့ဒီကောင်ကရွေးချယ်စရာဆိုလို့ရှင်လည်းဒါ ။မရှင်းရတတ်မှန်ဟို RAM 3နဲ့ RAM 4နဲ့ storage ဆိုလဲ32 64 128ဒါမျိုးလေးတွေရွေးချယ်စရာလေးရှိတော့ဘာပြောဝဲသူနေနေရတဲ့ option ကောင်းကောင်းလေးရွေးလို့ရတယ်။အဲကိုယ့်ရဲ့ budget နဲ့လိုက်ပြီးတော့ကိုဘာကိုသုံးမလဲဘယ်လောက်ရွေးမလဲဒါ AC ဝယ်လို့ရတယ်။ဆိုတော့တခဏရဲ့ spec 1ကလည်းဒီသေးတဲ့ဝင်ကျင်မှာသွားပြီးတော့မေ့ထားလို့မရတဲ့ကောင်းမျိုး။ဒါတော့လက်ရှိဈေးကွက်ထဲမှာအမေးများနေတယ်လူသုံးလဲများနေတယ်ဒါ3သိန်းကနေ6သိန်းဝန်းကျင်မှာ ဘာလေးရွှေပြပါမလဲဆိုတဲ့အကြောင်းပြပြပေးထားတာဂျားထဲမှာကျွန်တော်မသိဘဲနဲ့တချို့အဖုံးလေးလည်းရှင်းရင်ရှင်းနေလိမ့်မယ်အဲကြော်ဝါမိရလည်းရှင်းရင်ရှင်းနေလိမ့်မယ်အဲဆိုတော့ကို့လူတို့ဆိုရင်ရောဘယ်စည်းတန်းကဘယ်ဖုန်းကိုအကြိုက်ဆုံးဖြစ်မလဲပြီးတော့ဘယ်ကောင်ကိုရွှေပြပို့ပို့ပြီးရဆရာထက်တန်လဲအောက်ခါ comment မှာဆွေးနွေးတော့ခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အားလုံးကြော်ပြီးပါ Yangon Mobile Store